ဘူတောကရီမြားလာတဲ့ကာလမှာအလုံးအတွေ့တရားတတိနဲ့နေနိုင်ကြစေဖို့မေတ္တာရှိတာသင်ကြားပြသပေးခြင်းဖြစ်ပါတယ်ရှင်းဥစွာလူတွေဘာကြောင့်အားကိုးစရာရှာကြသလဲဘုရားဗျာက ပဟုံဝေတရဏံယန္တိပပတာနိဝနာနိသအာရာမရုက္ခစေတယနိမနုဿဘယတိစိတာအဲလူတွေအားတဲ့ကြောက်တရားချင်းချုပ်ခံထားလို့ဘေးအန္တရာယ်တွေချင်းချုပ်ခံထားလို့ဘာသာတရားတစ်ခုကိုကိုယ်ဝယ်ရတယ်အဲ့လိုကိုယ်ဝယ်တဲ့အခါမှာ ပပဒာနီတောင်ကြီးတွေကိုလည်းကိုးကွယ်เสียလို့အားထားเสียလို့ကိုးကွယ်ကြတယ်တဲ့ရုခာနီတောဇိုတစ်ပင်ကြီးတွေကိုလည်းပဲကိုးကွယ်เสียအားထားเสียလို့ကိုးကွယ်ကြတယ်တဲ့ဝနာနီတောကြီးမြက်မဲတွေကိုလည်းပဲပူဇော်ပသเสียကိုးကွယ်เสียလို့ကိုးကွယ်ကြပါတယ်တဲ့ဘာကြောင့်အဲ့ဒါလို့ကိုးကွယ်เสียရှာလဲဆိုတော့ကြောက်လို့ပါပဲတဲ့ ဲ့ဒီကြောက်တာကဘာလို့ကြောက်တာလဲဆိုတော့နိုင်ခင်ရှိပါတီးဟူသောသီလတမာတိပညာရေစင်နဲ့မဆေးကြောလို့နော်တနည်းအားဖြင့်သီလတမာတိပညာဆိုတဲ့တိခါသုံးပါအကျင့်တရားနဲ့ကိုယ့်ရဲ့ယုံနံခန္ဓာကို update မလုပ်လို့အဲဒီလိုပြောနိုင်ပါတယ် ဘဲဘာကြောင့်ကြောက်တယ်လဲဘဲသူတွေကြောက်တယ်လဲနော်ဘာကြောင့်ကြောက်တယ်လဲဘဲသူတွေကြောက်တယ်လဲဘာကြောင့်ကြောက်တယ်လဲကြောက်တဲ့သူတွေကိုသိချာလိုက်ကြည့်လို့ရှိရင်ကြောက်เสียအာယုံတွေက ချိမ့်ချုပ်ခံထားလို့တဘာဝတိုင်းကြောက်တာကတမျိုးရှိတယ်ဒါကအပြင်းမက်ကကြောက်เสียအာယုံတွေက တရားနည်းမကြချိမ့်ချောက်ထားလို့ကြောက်တယ်ကြောက်နည်းဖြစ်တယ်ဒါကတော့အပြင်ဘက်ကအာယုံကိုယ်တိုင်ကမရှိမှအပြင်ဘက်ကအာယုံရဲ့ချိမ့်ချောက်မှုကိုမရှိမှကြောက်စရာလို့မခံစားရမှာဖြစ်ပါတယ်သောတော်လည်းပဲအဲ့ဒီလူဒီကိုကျင့်တိတ်ခါကောင်းနေလို့ရှိရင်အပြင်ဘက်ကချင်းချောက်တဲ့အာယုန်တွေရှိတော်လည်းပဲ သူ့ကိုချင်းတိတ်ခါသူ့ဘက်သူယုံကြည်ပြီးတော့ဖြောင့်မတ်နေတဲ့အတွက်ကြောင့်ကိုချင်းတိတ်ခါမလုံတဲ့သူတွေလောက်ကိုချင်းတိတ်ခါအာမကောင်းတဲ့သူတွေလောက်ကြောက်ရွံ့စိတ်မများဘူးဆိုတာကိုတွေးကြမှာပါနော်ဘာကြောင့်ကြောက်ကြသလဲဆိုတော့ကိုချင်းတိတ်ခါမကောင်းတဲ့သူတွေဟာအလိုလိုကြောက်နေကြတယ်ဘာလို့ကြောက်တယ်လဲ ကိုကျင့်သိက္ခာမကောင်းလို့ကြောက်တာပဲသူတို့ရဲ့အတွင်းဘက်ကကိုကျင့်တရားကိုကျင့်သိက္ခာလူကျင့်ဝယ်လူသိက္ခာမကောင်းနော်လူကျင့်ဝယ်လူသိက္ခာဆိုတော့ဗုဒ္ဓတရားတော်အနေနဲ့ပြောတော့ငါးပါးသီလပေါ့နော်မလိန်နဲ့အဲသူများတက်မတက်နဲ့သူများဥစ္စာမပေးရနဲ့မယူနဲ့မခိုးနဲ့မလိန်နဲ့သူများသားမယာပြစ်မစော်ကားခြင်းမလုံနဲ့ကိုယ်မှာကာမပိုင်ရှိရတဲ့နဲ့နောက်တခါတေးအရက်ဘိမ့်ပြူဘိမ့်မဲ့ ပုဂ္ဂိုလ်တိုင်းမိဝဲသုံးဆောင်ခြင်းသူတရားတွေမိဝဲသုံးဆောင်ရအောင်တွန်းအားပေးခြင်းအဲ့ဒီလိုသူတရားတွေမိဝဲသုံးဆောင်လို့လွယ်ကူအောင်ဟဲ့လားဒီလိုသေးကြီးအရက်ဘိန်းဖြူဘိန်းမဲအယောင်းဝယ်တွေလှုပ်ခြင်းအဲ့ဒါမျိုးတွေမလုံးနဲ့ဒါကဗုဒ္ဓတရားတော်ဘက်ကကိုကျင့်တရားနဲ့ပတ်သက်လို့စံတန်မိုးတွေပေါ့အဲ့ဒီကိုကျင့်တရားတွေကကိုရီးယားကိုကျင့်တရားတွေကတခုမဟုတ်တခု ဖောက်ပြန်ထားပြီးပြီတမွေ၅ခုလုံးဖောက်ပြန်ထားပြီးပြီဆို အဲ့လိုကနေစရာမရှိအောင်ကြောက်တယ်သူ့ဘက်သူချင်းချောင်းနေတာပဲသူကဒါကသူများပစ္စည်းခိုးတယ်သူများအသက်ကိုတတ်တယ်နော်သူများအသက်ကိုတတ်မိသွားတယ်ဘယ်နိုင်ငံမှနေနေဘယ်ဒေသမှနေနေအဲ့သူများအသက်ကိုတတ်မိသွားပြီဆိုပြီးတော့သူစိတ်ကမလုံခြုံတော့ကြောက်လာတယ်အဲကြောက်လာတော့ခုနပုံတင်နေရှောင်းအဲ့ဒီဘေးအနေရီကာကွယ်ရအောင်လို့မို့သူ့ကိုကာကွယ်ပေးနိုင်မဲ့ရရရာတို့ဓာတ်တို့အစီအမံတွေတို့ရှောက်လို့အဲ့လိုကြောက်ကြောက်ရရနေပါတာတရားပေါ်လာတယ်ဒါက ဘယ်နိုင်ငံနေနေဘယ်ဒေသနေနေသူများအသက်ကိုတတ်တယ်ဆိုတာဘယ်တိုင်းပြည်ကမှသူများအသက်ကိုတတ်တယ်ဆိုတာဘယ်တိုင်းပြည်ကမှလက်မခံဘူးအဲဒါကြောင့်ဗုဒ္ဓရဲ့၅ပါးသီလတွေကသူများအသက်ကိုတတ်ခြင်းဆိုတာကိုဘယ်တိုင်းပြည်ကမှလက်မခံဘူးဗုဒ္ဓနဲ့အတူတူယက်တည်နေတယ်ဆိုတာဒီတစ်ချက်ထင်ရှားတယ်အဲဒါဆိုလည်းအဲ့လိုဆိုတတ်တဲ့သူတွေမရှိဘူးလားဆိုတော့ရှိနေတာပဲဘယ်နိုင်ငံဘယ်ဒေသမဆိုဘောနော်အဲ့ဒီလိုလူတွေကသူများကို မတော်မတရားတတ်လိုက်မိပြီဆိုရင်သူစိတ်မလုံခြုံတော့ကြောက်တယ်ကြောက်တဲ့ခါကျတော့ကိုယ်ကိုယ်စရာအားထားစရာရှာတယ်အဲ့ဒီကိုယ်ကိုယ်စရာအားထားစရာကိုရှာပြီးတော့အဲ့ဒီထဲမှာပုံအောင်ခြင်းနဲ့ခိုးလုံခြင်းနဲ့အဲ့လိုဖြစ်တယ်အဲ့ဒီမှာဘာသာတရားစပေါ်လာတယ်တဲ့ငါမသိလက်ဒီမဂ်ကင်၈ပါးကိုကျင့်တဲ့ခါကျတော့ဒီသူများတက်တက်လို့လည်းမရတော့ဘူးတိတ်ကငါမဂ်ကင်၈ပါးကျင့်ပြီးဆိုငါဘာလုံးကိုလုံးအောင်မအောင်သီလမဂ်ကင်သီလမဂ်ကင်နော်အဲကာယ တမဝါစာတမကမ္မနာတမအာဇီဝတမကမ္မန္တရဲမှာတတ်တာခိုးတာသူများသားများစော်ကားတာမပါရအောင်တမကမ္မန္တရဲမှာတမကမ္မန္တကိုကြံ့နေတဲ့သူတွေတတ်ဖြတ်ခြင်းသူများဥစ္စာခိုးခြင်းသူများသားများစော်ကားခြင်းလောက်ခွင့်မရှိဘူးကာယတုစေ၃ပါးလို့ခေါ်တယ်အဲ့တော့ဒီတမကမ္မန္တကိုမဂ်ကင်၈ပါးမှာတမကမ္မန္တမှာအဲ့ဒီကာယတုစေ၃ပါးရှောင်ကျင်နေတဲ့သူဟာနော်တတ်တာခိုးတာသူများသားများကိုမတော်မတရားစော်ကားပြစ်မှားတာပေါ့နော်အဲ့ဒီလိုအဲ့ဒီ၃ခု ငါဘာတိလာတယ်အဲ့ဒီသုံးခုကတမကမန္တမှာကျုံးဝင်တယ်မဂ်ဂင်ရှိပါးတွေကတမကမန္တမှာသုံးတယ်အဲ့တော့မဂ်ဂင်ရှိပါးကိုခုနဘုရားဟောတဲ့ဗုဒ္ဓပြောတဲ့ကြောက်တယ်ဆိုတာအဲ့လိုကိုကျင့်တိလာမကောင်းလို့ကြောက်တာကိုကျင့်တိလာကောင်းအောင်ဆိုရင်တော့ဒီမဂ်ဂင်ရှိပါးဒီလက်သမားပညာသိခါ၃ပါးကိုစနစ်တကျ train ပေးထားတဲ့လေ့ကျင့်ပေးထားတဲ့မဂ်ဂင်ရှိပါးကိုကျင့်ရင်မှအကျောက်တရားကလွတ်မယ်လို့ဗုဒ္ဓဘုရားမိန့်တယ်ဒါကအဂ္ဂိတတဆိုတဲ့ပုံတိုင်းကြီးကိုဗုဒ္ဓဘုရားမိန့်တော်မူတာဖြစ်တယ်အဲ့တော့လူတွေဟာဘာသာရေးအစ်စ်မှာပဲနေကြတယ်ဆိုတာ ဘာဖြစ်လို့လဲဆိုတော့အရင်အရင်ကိုမြေကစစ်တော့ကြောက်လို့ပဲကြောက်လို့နေကြတာပဲငါတို့ကလူသားတွေပဲလေဘာဖြစ်လို့ဖြစ်မှန်းမသိတာဆိုပြီးတော့အမှန်ကတော့ကိုကျင်တရားကောင်းမွန်နေတဲ့သူဟာကြောက်စရာမလိုဘူးကြောက်လဲကြောက်စိတ်မရှိတတ်ဘူးကိုကျင်တရားကောင်းမွန်နေတဲ့သူဟာကိုကျင်သီလပေါ့နော်နောက်ပြီးတော့ဒါကကိုကျင်သီလသီလတိတ်ခါမဲ့ခင်ရှစ်ပါးမှာတမာရီသီလတိတ်ခါကောင်းနေတဲ့သူဟာစိတ်ပြန့်လွင့်ခြင်းမရှိဘူးသူကသူယုံကြည်မှုအပြည့်နဲ့တည်ကြည်ပြီးတော့ခံညာနေတတ်တယ် တည်ငိမ့်နေတတ်တယ်အဲ့ဒါကတမာရီပဲဘာနဲ့ပဲတွေးတွေးသူ့အလို့သူအာယုံဆက်ပြီးတော့လှုပ်တယ်ဘယ်အာယုံကိုမှသူကတုံ့ပြန်ခြင်းကန့်ကွက်ခြင်းအဲတာယာခြင်းတတ်မဲ့ခြင်းဒါတွေမလုပ်တော့သူ့အလို့သူမှာပဲသူကစိတ်ဆိုင်ပြီးတော့လှုပ်တယ်အဲ့ဒါကတမာရီအဲ့လိုစိတ်ဆိုင်ပြီးလှုပ်တဲ့ခါကျတော့ဘာဖြစ်လာလဲဆိုတော့ဩအရာရာဖြစ်ပြီးပြတ်သွားတဲ့သဘောကြည့်ပါပဲလား အသိဉာဏ်ရလာတယ်အရာရာဟာဖြစ်ပြီးပြတ်သွားတဲ့သဘောကြီးပါပဲလားဘာပဲဖြစ်လာဖြစ်လာဖြစ်ပြီးရင်ပြတ်ကြရမှာပါလားငါဖြစ်ချင်တယ်လို့မှဖြစ်လို့မရပဲနဲ့ तू ဖြစ်ချင်တယ်လို့ဖြစ်နေတဲ့သဘောတဘာဝတွေပဲလို့ဆိုပြီးတော့နော်ဖြစ်တဲ့ဖြစ်ထိုင်လို့ဖြစ်လာတဲ့အရာတွေကိုဇွရောအတင်းရောမလုပ်ဖဲနဲ့လက်ခံတတ်တဲ့ scale scale နော် scale of acceptance what happened around you လက်ခံတတ်တဲ့ skill ကိုများလာအဲ့ဒါကိုဒီလက်သမားရိပညာဒိခါသုံးပါအကျင့်တရားလို့ခေါ်ပါတယ်အဲ့ဒါက making ship ပါကျင့်မှရပါတယ်အဲ့ဒီ making ship ပါကိုကျင့်ကြံတအားထုတ်နေတဲ့သူဟာအကြောက်တရားမရှိဘူးသူဘာကိုကိုးဝယ်ထားလဲဆိုတော့ဓမ္မကိုကိုးဝယ်ထားတယ်နော်ဓမ္မကိုကိုးဝယ်ထားဓမ္မသရဏံကိစ္ဆာမိလောက်ထားတယ်ဓမ္မသရဏံကိစ္ဆာမိအဲ့လိုမှန်ကန်စွာလောက်တတ်ဖို့အတွက်ဘုရားကသင်တော်မူခဲ့တယ်။အဲဒီဘုရားမရှိတော့တဲ့နောက်ပိုင်းမှာယခုဘုန်းကြီးကဲ့သို့ဓမ္မကိုကိုယ်တိုင်ကျင့်ကြံအားထုတ်နေတဲ့တန်ဃာများကစနစ်တကျရှင်းလင်းကြည်လင်အောင်သင်ပြပေးတယ် ဓမ္မသရဏဂေဆာမီလောက်တောင်းနော်အဲ့တော့အခုဘာကြောင့်ကြောက်တယ်လဲဘယ်သူတွေကြောက်တယ်လဲဘာကြောင့်ကြောက်တယ်လဲဆိုတော့ကိုကျင့်တီလမကောင်းတဲ့သူတွေကြောက်တယ်ဘယ်သူတွေကြောက်လဲအဲ့ဒီလဲကိုကျင့်တီလမကောင်းတဲ့ကိုကျင့်တီလမကောင်းတဲ့သူတွေကြောက်တယ်ကိုကျင့်တီလမရှိလို့ကြောက်တယ်ဘာကြောင့်ကြောက်လဲဘယ်သူကြောက်လဲ အဲ့ဒီကိုကျင်းတိလည်းရှိကျရင်ဘာလို့မလဲအဲကိုကျင်းတိလည်းမရှိလို့ကြောက်လာတဲ့ကဘာလို့လဲကိုကိုွယ်ဆယ်ရှာတယ်တောင်ကြီးတွေလည်းကိုကိုွယ်တဲ့တစ်ပင်ကြီးတွေလည်းကိုကိုွယ်တဲ့တောဆိုးတွေလည်းကိုကိုွယ်တဲ့တောကြီးတောင်ကြီးတွေကိုကိုွယ်တဲ့တယ်လို့ဖရာဓမ္မပဒပါဠိတော်မှာအဲ့ဒီတတပုံနာကြီးကိုဟောရတယ်အဲ့ကြောက်စိတ်ပြောက်ချင်ရင်ဘာလို့မလဲမဂ္ဂင်၈ပါးရေစင်ကိုချိုးရမယ်အဲ့ဒီမဂ္ဂင်ချပါတဲ့မှာပါပါလေတိလသမารိပညာပါတယ်တိလရေစင်တမာရိရေစင်ပညာရေစင်နဲ့ကိုကိုကို update လုပ်ထားရမယ်နော် အဲ့တော့သူသူမြတ်တမကမန္တမှာသူမြတ်တတ္တာဒုစ္စခိုးတာသူမြတ်သားမြတ်မတော်မတရားပြင်မစော်ကားတာမလုပ်ရအောင်ဒါကတမကမန္တတမအတမဝါစာမှာဥဒဝါစာဖုဒဝါစာတံပပလဘဝါစာနော်မုဒဝါစာပိတုဏဝါစာလိန်ပြောတာမလုပ်ရဘူးပိတုဏဝါစာသူမြတ်လူချစ်ချစ်သူမြတ်ချစ်ချင်း क्वे ပြတော့အတင်းပြောတာဂုံးတိုက်တာမလုပ်ရဘူးနော်သူလူနှုတ်ချစ်ခင်နေတာကို क्वे ပြတော့ဝိုင်းဂုံးတိုက်တာအဲ့လိုမလုပ်အောင်မနာလိုဝန်တို့စိတ်နဲ့ဂုံးတိုက်တာတံဖပလဘဝါစာ အသိအဖြစ်နေနော်အဲ့ဒါလေမုဒဝါစာလိန်ပြောတဲ့စကားအဖုဒဝါစာကြမ်းတမ်းတဲ့စကားကြမ်းတမ်းတဲ့စကားဆိုတာကရိုင်းရိုင်းဆိုင်ဆိုင်နဲ့ဟလာမခနာမကြွေးမနာတာစကားတွေပေါ့နော်ဟိုတခါတည်းမခန့်ချိမခန့်တဲ့ဖြစ်အောင်ဆဲဆိုးအဲ့ဒါတွေမပြောအောင်ကြမ်းတမ်းတဲ့စကားတွေဖုဒဝါစာပိတုနဝါစာဟုတ်လားဂုံချောတဲ့ချစ်ချစ်တဲ့ခင်တွေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေအပေါင်းအသင်းတွေဟလား လူဖွဲ့စည်းတွေနိုင်ငံဖွဲ့စည်းတွေကွဲပြားသွားအောင်ဂုံတိုက်တာမလုပ်အောင်တပတ်ပလာဘဝစာလောကီလောကောတဲ့အနှစ်မရှိတဲ့စကားတွေမပြောအောင်အဲ့ဒါကတမဝါစာတီလာတဲ့မှာပဲပါတာပဲတမစီဝတမစီဝကတော့အဲ့ဒီတီလာရှေ့အလားမုဒဝါစာပိတုနဝါစာဖုဒဝါစာတပတ်ပလာဝါစာနဲ့နောက်တစ်ခါအာပဏာတိပါဒအရိဏရဏကာမိတုမိစ္ဆာစာရအဲ့ဒီအဲ့ဒီခုနှစ်ခုထိမ့်ထားရင်တမစီဝအလိုလိုဖြစ်သွားတာပဲနော်အဲ့ဒီလူမျိုးကတော့ ူ့ရဲ့ဖြူစင်တဲ့သီလကုံကြောင့်မကြောက်တတ်ပါဘူးတဲ့အဲ့ဒီလူဟာအဲ့ဒီမဂ္ဂင်၈ပါးကိုကျင့်သုံးနေသူဓမ္မသရဏံကိစ္ဆာမိလို့သူပဲအဲ့တော့အဲ့ဒီဓမ္မသရဏံကိစ္ဆာမိဟာအများစုဟာလုံအောင်လုတ်တက်တယ်ကိုယ့်ဘက်ကိုမသိလို့ကိုယ့်ဘက်ကိုသတိမထားလို့ဘယ်သူမှတနေ့တနေ့မှသူများတက်ဖို့တော့ကြိုးစားမနေဘူးလူအများစုကတချို့တချို့သောမိုင်လုံးထွားတဲ့သူတွေမိုင်လုံးကြီးတဲ့သူတွေတော့ထပါတော့ ဘယ်သူမှသူများတဲ့ကိုတတ်ဖို့မကြိုးစားနေဘူးကိုယ့်ကိုပြန်ဆင်ခြင်းငါဒီသူများတဲ့တတ်ဖို့ရာကြိုးစားနေတဲ့ထက်ပါသလားမပါဘူးဆိုအဲ့ဒါငါဘာတိလာတယ်ဘာနေတိပါတာလုံးတာပဲငါဒီအချိန်တိုင်းလိန်ပြောနေတဲ့ထက်မှာပါသလားမပါဘူးဆိုတာငါဘာတိလာတယ်ကမုဒဝါဒလုံးတာပဲနော်အရိဏဒါနအဲအရိဏဒါနသူများပစ္စည်းခိုးတာငါဒီသူများပစ္စည်းခိုးဖို့ကြိုးစားနေသလားမပါဘူးအဲ့ဒါမပါဘူးဆိုငါဘာတိလာလုံးတာပဲနော် ကမေသူမိတ်ဆက်စားတာသူများသားသမီးကိုငါသူများသားမယားကိုမတော်မတရားပြင်မစော်ကားဖို့စ조사နေသလားမပါဘူးဆိုငါဘာတိလားလုံတာပဲနော်နောက်တေးရက်ကိုတောက်တက်ထဲပါလားမပါဘူးဆိုငါဘာတိလားလုံတာပဲကိုကကိုငါဘာတိလားလုံတယ်လို့နေစဉ်ဖရာနာမှာထိုင်ပြီးတော့ဆင်ကျင်နေရင်ကြောက်စရာမလိုဘူးကြောက်တဲ့စိတ်လည်းမရှိဘူးငါကတကယ်တိလက်လုံနေတယ်ဆိုလို့ရှိရင်အဲကြောက်တဲ့စိတ်မရှိရင်ကိုကိုကိုအားကိုးရပါပဲ ငါတိလာတာငါအကိုရပဲအဲ့တိလာကိုအကိုခြင်းဒီဓမ္မကိုအကိုခြင်းပဲဓမ္မသရဏံကိစ္ဆာမိလောက်ထားခြင်းပဲဓမ္မမှာခိုးလုံရဖြစ်နေထိုင်ထားခြင်းပဲနော်တမာရီအဲ့တော့တိလာကောင်းတဲ့သူကအမြဲတမ်းတည်ငြိမ်နေသဘောရှိတယ်စကားကိုလည်းရှိတမျိုးကိုရတမျိုးပြောလို့မရှိဘူးတည်တည်ကြည်ကြည်နဲ့ပြောတတ်တယ်တည်တည်ကြည်နေတတ်ထိုင်တတ်တယ်ဒါတမာရီအဲ့ပညာကြတော့ဘာပဲဖြစ်လာလာဖြစ်သမျှတို့ဒီငါတားဆီးလို့မရဘူးငါကန့်ကွက်လို့မရဘူး ဆိုရတဲ့ရောငါဖြစ်ချင်တာဖြစ်လို့မရဘူးဖြစ်တဲ့ဖြစ်ထိုက်လို့ဖြစ်လာတဲ့အရာတွေကိုလက်ခံနိုင်တဲ့စွမ်းရည်အဲ့ဒါကိုပညာလို့ခေါ်တယ်နော်ဖြစ်တဲ့ဖြစ်ထိုက်လို့ဖြစ်လာတဲ့စွမ်းရည်ပဲအနတ္တသဘာဝကဘသူဖြစ်ချင်လို့ဖြစ်တာပဲကိုဖြစ်ချင်တယ်လို့ဖြစ်လို့မရဘူးဖြစ်တဲ့ဖြစ်ထိုက်လို့ဖြစ်လာတဲ့သဘာဝကိုလက်ခံနိုင်တာကအနိစ္စဒါကနဲ့ပြီးတော့မှပဲဆိုပြီးတော့နှလုံးသွင်းပြီးတော့လက်ခံတာအဲ့ဒီလိုအသိဉာဏ်ပညာရလာတယ်အဲ့ဒီတိလက်သမားရိပညာသိက္ခာ၃ပါး ਨੇ ပြည့်စုံတဲ့သူဟာတဲ့ ကြောက်ချင်းယွန့်ချင်းထိတ်လန့်ချင်းစိုးရိမ်ချင်းမရှိပါဘူးတဲ့အဲ့ဒါခုနကမဲခင်ရှစ်ပါးကိုကျင့်ကြံအထုတ်ခြင်းပဲအဲ့ဒီမဲခင်ရှစ်ပါးကိုကျင့်ကြံအထုတ်နေမှသာဒီကြောက်စိတ်ကကင်းတယ်လို့အဂိတတဗျမနာကြီးကိုပုံနာကြီးကိုဘုရားဖျားမိတယ်ဒါကဘာကြောင့်ဘာသာရေးကိုလူတွေလုံးကြတယ်လဲဆိုတဲ့အကြောင်းနော်နောက်တော့တရားတရားတရားအထုတ်အခုပဲမဲခင်ရှစ်ပါးကိုကျင့်တယ်လို့ဘုန်းကြီးပြောတယ်။ဒါအောင်လျှောက်အခုဘုန်းကြီးပြောတယ်ဆိုနားလဲတဲ့ချိန်ကစကျင့် စပြီးတော့ကိုယ့်ကိုယ်တတိယငါသည်သူများတက်ကိုတတ်ဖို့ကြိုးစားနေတယ်ပါလားမပါငါဘက်တိလာတဲ့တခုလုံးပြီသူများလိန်ပြောဖို့ကြိုးစားနေတာမလိန်ပြောရင်သူများဒါငါဘက်တိလာတဲ့တခုလုံးပြီနော်သူများတမန်ဆော်ကားဖို့ကြိုးစားနေမဆော်ကားဘူးဆိုလို့ရှိရင်ဒါငါဘက်တိလာတဲ့ကလုံသွားပြီနော်တင်ရက်တော့သလားသူများကိုတောက်ဖို့ရတိုက်တွန်းသလားအဲ့ဒီလူသူများတွေလွယ်ကူစွာတောက်နေအောင်ရောင်းချဖောက်ကားတဲ့ထဲကိုပါလားမပါဘူးဆိုငါဘက်တိလာတဲ့လုံးပြီလိန်ပြောသလားလိန်မပြောဘူးဆိုရင်ငါဘက်တိလာတဲ့ကလုံးပြီနော်အဲ့တော့ဒီငါဘက်တိလာ ဖះရှိမှနေ့စဉ်ဆင်ញင်ပြီးတော့ကိုယ်ဒီဖောက်ပြန်နေသူမဟုတ်ဘူးငါဘာတိလာကိုအချိန်တိုင်းလုံကြုံတဲ့အထက်မှာပါရဆိုပါမအန်တယ်မရှိဘူးကြောက်စရာမရှိဘူးအဲ့ဒါဓမ္မမှာတဏ္ဏကိစ္စမီလှုပ်ခြင်းမဲ့ခိုးလုံးကဖြစ်နေလှုပ်ခြင်းမဲ့ဝိပဿနာအကျင့်ကြာတီးတဲ့ပို့ပြီးတော့မြင်တာပေါ့တဏ္ဏကိစ္စမီလှုပ်တဲ့ကနော်အဲဝိပဿနာဆိုတော့လည်းပဲအဲ့မှာလူတွေကတရားတရားဆိုတခါတည်းဘလို့မကိုကြင့်ကြံအားထုတ်လို့မဖြစ်ဘူးဆိုပြီးတော့နှလုံးမသွင်းမဲ့ကိုနေတာသူတို့စိတ်ထဲမှာတရားဆိုရင်အထူးအစံကြီးဖြစ်သွားပြီလူက ထက်တာကအဲ့ဒါပြဿနာပဲအတွေးခေါ်ကမှားနေတာခြေခံတွေးခေါ်တရားဆိုရင်အထူးဆန်းကြီးဖြစ်သွားပြီလူလောကလူအတိုင်းဝိုင်းနဲ့နေလို့မရ this is something wrong နော်ကြည့်ကြည့်ပေါ့လောကကြီးထဲမှာဖယားကိုယ်တိုင်လည်းဒီလူတွေကြားမှာပဲနေသွားတာပဲဖယားမို့လို့တိတ်ဆိတ်ငြင်းချမ်းနဲ့ဟလာအန်ဒီဘေးအန်ဒီကင်းရှင်းနဲ့တောကျတောင်ကြားမှာအတံပလန်တိတ်ဆိတ်တဲ့နေရာမှာနေပေမဲ့ဖယားလည်းလူတွေနဲ့နေသွားတာပဲလူတွေကြားမှာနေပြီးတော့လူတွေကိုပဲတင်ပြသွားတာပဲ ဲ့ဒီဖရားလောက်ကြည်ကြဲတဲ့တရားရထားတဲ့သူဘာမှမရှိဘူးရှင်သာရိပုတ္တရာရှင်မောကနဲ့လည်းဒီလူတွေကြမှာနေသွားတာပဲဒါကရဟန္တာငါမလို့ထားပါတော့နော်ဝိသကာနာတပိန်တို့အများကြီးပဲဒီဟိုအံပပါလီတို့ဝတ္တမဝရီတို့ခုံးစုပ်တရာတို့အများကြီးအများကြီးအများကြီးသူတို့တရားရပြီမဲ့တရားနဲ့လူတွေမှာပဲနေသွားကြတာပဲလူလောကကြီးကိုထွက်ခွာရှောင်ခွာထွက်ပြေးပြီးတော့နေတာမဟုတ်လူတွေမှာပို၍နေတတ်ထိုင်တတ်ဖြစ်လာတာရှုပ်ထွေးမှုတွေထဲမှာအရှင်းဆုံးအဆင့်နဲ့နေထိုင်တတ်တာအဲ့ဒါတရားပဲ အဲ့တော့နားမလဲတဲ့အခါကျတော့တရားဆိုထူးဆန်းကြီးဖြစ်ပြီးတော့ဘာကြီးတော့မိုးပေါ်မှာကြာလာပြီးတော့ငါ့ကိုဘလို့များဖြစ်တော့မှဆိုတရားမထိုင်ခြင်းတဲ့သူတွေဒီနေမှာအများကြီးတော့ကြကြဘာသာရေးမြင်နေနဲ့မြင်ကြလို့မထိုင်ခြင်းတဲ့သူတွေအများကြီးသိပ္ပံနိကအမြင်တိုင်းဆိုရင်တရားဟာထိုင်ကိုထိုင်ရမှာဘုန်းကြီးကလည်းပြောတယ်ရေတောက်ဖို့လိုလို့တောက်တာထမင်းစားဖို့လိုလို့ကိုစားတာတရားထိုင်တာလည်းပဲသူကတောက်လျှောက်စိတ်ပိုင်းဆိုင်ရာကိုပြုတ်ပြင်ပေးသွားတာတွေအများကြီးမို့လို့ထိုင်ကိုထိုင်ရမှာ ကိုယ့်ရဲ့တဘွားတာကိုကျမ်းမာစိတ်ချမ်းသာဖို့အတွက်ကိုကျမ်းမာစိတ်ချမ်းသာဖို့ဒီတရားထိုင်တာလိုကိုလိုအပ်တယ်။ရေးတော့တယ်လို့လိုအပ်တယ်။ထမင်းစားတယ်လို့လိုအပ်တယ်လို့ဘုန်းကြီးခဏခဏပြောတယ်။နော်။အဲ့လိုတရားကိုနှလုံးသွင်းတတ်တဲ့အခါမာတိကာလို့ခေါ်တဲ့ဒကမာကြီးတယောက်နော်။ရဟန်း30အညတရအညတရဟိုဘိက္ခုဝဲထုလို့ခေါ်ပါတယ်။ရဟန်း30တောထွတ်အထုတ်ဖို့ဆိုတောထွတ်သွားတာ။တောကြီးထဲမှာဘာအကြောင်းမှမရှိဘူးတိပင်အောင်မှာ။ ဲ့လိုနဲ့သူတို့ကသူတို့တစ်ပင်ရင်းလေးရောအမထိုင်ပြီးနေပြီးတော့တရားအထုတ်တယ်တရားထုတ်ရင်လည်းဆုံးခံလုံးဆုံးခံသွားတယ်ဆုံးလောင်းနေဆုံးစားတယ်အဲ့မှာမှဒီမာတိကာလို့ခေါ်တဲ့ရွာကြီးတွေကအကြီးဆုံးဖြစ်တဲ့မိခင်အရာမှာတည်တဲ့ဒကမကြီးတောင်မာတာလို့ခေါ်တယ်မာတိကာရွာကြီးရဲ့အကြီးချုပ်မလို့သူ့ကိုမာတိကာမာတာလို့ခေါ်တယ်မာတိကာရွာရဲ့မိခင်ကြီးပဲအဲ့ဒကမကြီးကသူတို့အကြောင်းကြားဆိုင်တဲ့လှူတယ်တန်းတယ်ဖြိုးရိတ်ကတ်ဆုံးကတ်အဲအကုန်လုပ်တယ်နောက်အဲ့ဒကမကြီးကသူတို့အဲ့ဒီရဟန်း30ထဲကအကြီးဆုံးဆရာတော်ကြီးထံကနေ့ တရားနာရတာပဲအဲ့တရားနာရင်နဲ့ဒကမာကြီးကဥပဒကမာကြီး6နဲ့မြေကြီးနဲ့ထိရင်ထိတယ်ထိတယ်လို့သိသိပြီးတော့သာနေအဲ့ဒါတရားပဲအဲ့ဒကမာကြီးအဲ့ဒီလိုကြားကြတယ်ကွာ6နဲ့မြေကြီးနဲ့ထိတိုင်းတော့သတိမလွတ်တော့ဘူးနေတော့တာအဲ့ဒါကမကြီးဝေဒနာလေးတစ်ခုဖြစ်လဲပဲခံစားမှုလေးပြီးသိသိပြီးတော့နေအဲ့ဒါတရားပဲအဲ့ဒါကကိုယ်နဲ့ဝိမောင်းတယ်ကိုယ်ထဲမှာဖြစ်နေတာအဲ့တခုတခုမှတ်သားနေလဲအဲ့ဒါတရားပဲဒကမကြီးအဲ့ဒါလေးကိုသိသိပြီးတော့နေအဲ့ဒါတရားထုတ်တယ်လို့ခေါ်ဆိုဟောဒကမကြီးကနှလုံးသွင်းလိုက်တာဗျာနှလုံးသွင်းလိုက်တော့ဒကမကြီးက အဖိန်အဖိန်ရှင်နေပါရသွားတယ်ဗျာအဲ့ဒီကမကြီးရနော်အဖိန်ရှင်နေရပြီးတော့အနာဂတ်ပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်ဘယ်ရင်ရတော့သူများစိတ်တွေတည်ပြီလေကိုတော်တွေကြီးလိုက်ရတော့ခဏသူ့ကိုပြတယ်ပြပေးတယ်ကိုတော်ဝါစအဲငါဒီနေ့ငရုတ်သီးတောင်စားကျင်တာဒီနေ့ကလက်ဖက်တုပ်ရတယ်ဒီနေ့ငါလက်ဖက်တုပ်လေးစားကျင်တာကငရုတ်သီးတောင်ရတယ်အဲဒီနေ့ကငါဘာမှမရလာဘူးငါစားကျင်တာလေးကဘာလေးနဲ့အဲ့ဒါတွေပွားနေတာနဲ့ဘာတရားမှအမထုတ်ကိုတော်တွေက30လောက်နော် အဲ့ဒါကမကြီးကမြေုပ်သီးတုံးလေးစားကျင်လိုက်တာလို့ဖြစ်တဲ့ကိုတော်စီကိုမြေုပ်သီးတုံးချက်ချင်းထောင်းပို့တယ်ဒါကမကြီးကသူသိပြီလေသိပြီလေသူ့ကိုတော်တွေကိုစိတ်ထဲမှာအာယုံပြုတ်ထားတာဟိုသူသူသူအဲသူ့ကိုတင်ပေးတဲ့အကျိုးများတဲ့တန်ခါတွေကိုအာယုံပြုတ်တော့ဟိုကိုတော်ကဟိုကိုတော်တပါးငါခဲညင်သီးတုံးလေးစားခဲညင်သီးတုံးထောင်းပို့တယ်အဲ့ဒါငါချောက်ဖို့လေးစားကျင်ငါချောက်ဖို့လေးဖို့ပို့တယ်ငိုင်းလေးစားကျင်ငိုင်းလေးချက်ပို့တယ်ဖြော်ရည်လေးတောက်ချင်တယ်ဖြော်ရည်လေးကတ်တယ်အဲ့ဒီတောက်ချင်တဲ့ကိုတော်တက်တယ်သွားကတ်တာဟာအဲ့ဒီမှာအကြီးဆုံးကိုတော်ရဲ့ကိုတော်တို့ ဒီတက္ကမကြီးကတော့ငါတို့စိတ်တွေတိနေပြီနဲ့တူတယ်ငါတို့တွေးတိုင်းရောက်ရောက်လာတာဒါကတော့ပုံမှန်တော့မဟုတ်ဘူးတက္ကမကြီးကငါတို့တင်တဲ့တိုင်းသူအထုတ်ပြီးတော့တိပြီးတော့ငါတို့စိတ်တွေကိုတိပြီးတော့ငါတို့လိုတာတွေကိုလာလာပို့နေနဲ့တူတယ် ငါတို့ဒီနားမှာနေလို့တော့မတော်တော့ဘူးငါတို့ကတောင်တွင်းမြောက်တွင်းတောင်တွင်းမြောက်တွင်းတက္ကမကြီးသာတည်သွားရှက်ဆရာကြီးဆိုပြီးတော့ပြန်သွားကြတာဗျာမြတ်စွာဘုရားကြောင်းကနာကြည့်တော့ကြည့်တော့ဟိုတက္ကမကြီးကဘိန်ငင်ရတဲ့အနာဂံပုဂ္ဂိုလ်ကြီးဖြစ်ပြီးအိမ်ထဲမှာဓမင်းချက်ရင်ဟင်းချက်ရင်နေတဲ့နဲ့မြလူမှုရေးတွေလုံရင်ဒါကိုအာထုစေခြင်းလို့အာတက်အောင်အားပေးနေလို့မမှန်နဲ့တကယ်ဖြစ်စင်ကြီးတကယ်ဖြစ်စင်ကြီးတရားဆိုတာကိုယ်ခန္ဓာဖြစ်စင်မယ်အဲ့ဒါကိုသိအောင်လုပ်ရတာပဲအဲ့ဒါကိုဘာခက်လို့လဲအဲ့လိုသိအောင်လုပ်နေရင်တိတ်ပန်နေကြအကျိုးကျေးဇူးတွေကလည်းအများကြီးရတယ် အများကြီးရတယ်ဒါကိုပဲဘုန်းကြီးအားပေးနေတာပဲဒါပေမဲ့ဘုန်းကြီးတို့ကနာမည်လည်းမကြည့်ဘူးနာမည်ကြည့်အောင်လည်းဘုန်းကြီးကလှုပ်တဲ့အမျိုးသားတွေမပါဘူးဘုန်းကြီးနာမည်ကြည့်ရင်ဇော်ကြီးရဲ့ကြည့်အောင်လှုပ်လို့ရတယ်ဘုန်းကြီးမကြည့်ကျင်လို့တာတာလေးနေတယ်တော်တော်လေးခုတော့အသက်ကလည်းရလာပြီကိုလည်းသေကနေပြီဆိုတော့ကဲနားထောင်နေတဲ့သူတွေချိတ်ဆက်ပြီးတော့ပါပါစေတော့တို့ညံလေးနဲ့မြချိတ်မိသွားရင်ပါပါစေတော့ဆိုပြီးတော့ဘုန်းကြီး20တန်းနဲ့လောက်တော့ရဆောက်တည်ပြီးအားထုတ်ထားတဲ့ ပရိယပရိပတ်အခြေခံအထုတ်တာတဲ့အသည့်တွေကိုဝေမျှပေးနေအဲ့ဒါမှမှနိုင်ငံတကာသိပ္ပံနည်းကျစင်တန်းတွေပါပါတယ်ဝေမျှပေးနေတာနော်အဲ့ဒါမှမထုတ်ချင်ဘူးဆိုရင်တော့လေမဆက်တော့မတက်နိုင်ဘူးပေါ့သို့တော့ဘုန်းကြီးဆန္ဒကတော့ချိတ်မိလို့များပါလာခဲ့သည်ရှိတော့ပါပါစေတော့အထုတ်တတ်ပါစေတော့ဆိုတဲ့စိတ်ဆန္ဒလေးနဲ့ပြောပေးနေအခုဘုန်းကြီးကတော်တယ်မှာတပါးတည်းနေတယ်ခုချိန်ဒီဘုန်းကြီးမှာဘာစားမှမစားသေးဘူး၈နိုင်မှဘုန်းကြီးစားတာခုချိန်ဒီဘုန်းကြီးဘာစားမှမစားသေးဘူးတဏ္ဍပဲစားတယ်နော်အဲဒါမှလည်း ဒီကထိန်သာလမှာဟွန်းနဲ့ဟွန်းနဲ့ဟွန်းနဲ့နေပြရတဲ့ခါကျတော့အလုံးပူလုံသောကတွေကြားမှာတရားလေးနဲ့နေတော့အောင်ငါပြောပြနေမှာဖြစ်မလေဆိုပြီးတော့ပြောပြနေတာအဲ့တကမာကြီးကအဲ့ဒါလိုနဲ့အဘိညာဉ်ရတဲ့နော်အနာဂံတကမာကြီးဖြစ်သွားပြီးတော့ကိုတော်လေးကဘုရားကြောင်းပြန်သွားမြတ်စွာဘုရားဟဲ့ကိုတော်လေးနင်တို့အဲ့ဒီတောသာပြန်သွားတခြားနေရာမှာနင်တို့တရားဘူးမရဘူးအဲ့ဒီနေရာမှာအဲ့ဒီကမာကြီးရဲ့အထောက်ပံ့နဲ့ဟောဒီကမာကြီးကဟိုးလုံးလေးတဲ့60တကမာတော့ကနင်တို့ကိုဒီလိုပဲထောက်ပံ့လာခဲ့တာအဲ့ဒီကမာကြီးထောက်ပံ့နေပဲနင်တို့တရားဘူးရမှာ သွားကြဆိုပြီးတော့အဲ့တော့ပြန်လွတ်တယ်ဟောအဲ့တော့ရောက်တော့ပြန်ဘုရားဟောတဲ့အတိုင်းဆက်အားထုတ်လိုက်တဲ့ခါကျတော့တရားသူရာသွားပါတယ်ဗျာလူထဲမှာနေ၍လူလူနေတော့တက္ကမကြီးကအရင်တရားရပြီးတော့အနာဂံဖြစ်သွားပြီးတော့အဘိညာဉ်တွေမှာရပြီးတော့တောထဲမှာယဟန်တရားအားထုတ်မယ်ဆိုယဟန်လိုနေတဲ့သူများကတက္ကမကြီးနောက်ကြမှာရတယ်ဆိုတာ မှတ်သားစရာအလွန်ကောင်းမှကြောင်းဒါကြောင့်ကိုယ်စိတ်ကိုယ်ခံစားမှုကိုယ်တင်ညာကိုယ်စိတ်တိတ်ကလေးတွေဖြစ်စဉ်လေးတွေကိုဖြစ်တိုင်းဖြစ်တိုင်းသာမမေ့မလျော့နှလုံးသွင်းနေအောင်ကြိုးစားပေးပါလမ်းလျှောက်တဲ့ခါလည်းပဲခြေတော်နဲ့မြေကြီးနဲ့ထိတိုင်းသာထိတိထိတိနဲ့နှလုံးသွင်းသွားပေးပါအဲ့ဒါဆိုတရားထုတ်တယ်လို့ခေါ်ပါတယ်အဲ့ဒီကနေအစင်းတန်းမြင့်လာတာလေကိုယ့်ဘက်ကိုတိလာပါလိမ့်မယ်ဘာမှမလုပ်ရင်ဘာမှမဖြစ်ပါဘူးလုပ်ရင်လူထဲမှာနေတဲ့တက္ကမကြီးကစောစောတရားရပြီးတော့ ော်လည်းမှတရားထုတ်မယ်လို့ရဲချက်ကြီးနဲ့လာတဲ့ကိုတော်ကတော်တော်နှောက်ကြမှတရားရတယ်ဒါကိုကြည့်ရင်လူနဲ့ယဟန်ဘသူကမြန်တယ်လေအားထုတ်တဲ့သူကမြန်တယ်ဆိုတာအရှင်ကြီးဖြစ်ပါကြောင်းအလုံးကိုအပုသောကတွေရောက်မှတရားနဲ့နေတတ်အောင်လို့မြတ်တဆေနာရှေ့ထား၍ပြောဆိုပေးခြင်းဖြစ်ပါတယ်နားထောင်ပြီးလို့သူတော်ကောင်းများချိတ်ဆက်မိရင်ပါလာပြီးတော့ဆက်လက်အားထုတ်နိုင်ကြပါစေလို့မြတ်တာပို့တာပါတယ်နော်အလုံးကိုစိတ်နှပြကျမ်းမှချမ်းသာကြပါစေ